အားသောဝါလာရှင်ကြီးကိုမောင်တော်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဧပြီလ29ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်ညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့ဖော်ပေါ် insider ကဖော်ပြထားတဲ့ only working သတင်းနဲ့ပဲကျွန်တော်စလိုက်အောင်ဒီသတင်းကိုမတင်ဆက်ခင်မှာဦးစောပထမပြောချင်တာကကျွန်တော်ကသတင်းတစ်ပုဒ်ရလို့ရှိရင်အဲ့သတင်းကိုဘယ်ကနေရလဲဒီသတင်းကခိုင်မမှုဘလောက်ရှိလဲຫນွေစည်းကွက်ဖွင့်ရင်ဘလောက်ဖြစ်လာနိုင်ချေရှိလဲကစားသမားရဲ့အရင်တော့အကြောင်းအရာနဲ့လက်ရှိအခြေအနေအနာဂတ်အခြေအနေတွေအကုန်လုံးကိုထည့်သွင်းပြီး data ချက်လက်ပြပြဝဝနဲ့တင်ဆက်တာပေါ့လေအဲ့တော့လေကျွန်တော်ညီကိုမောင်နှမတွေကဒီလိုမျိုးအမြဲတမ်းဖော်ပြလေးရှိတာဖြစ်တဲ့အတွက် daily arsenal သတင်းတွေအနေနဲ့ယုံကြည်နဲ့ကြည့်ပေးကြရပါလို့အဲ့တော့ဒီသတင်းတွေကတော့ဈေးကွက်မဖွင့်သေးတာဖြစ်တဲ့အတွက်ခိုင်မဘူးဘလောက်ရှိလဲဘယ်ကနေရလဲဆိုတော့ပဲကျွန်တော်အများနဲ့ဖော်ပြပေးတော့ပါမယ်ပထမဆုံးဒီနေ့မဟုတ်ဖြစ်တဲ့ဒါ football insider ကဖော်ပြထားတဲ့ aston villa သင်းရဲ့တိုက်စစ်ကစားမှာ oliver king နဲ့ပတ်သက်ပြီးတော့လက်ရှိ aston villa သင်းကလာမယ့်နေရာဒီမှာကမ်းလှမ်းလာတဲ့ အသင်းတွေများရှိခဲ့ရင်သူတို့ရဲ့တိုက်စစ်မှုအတွက်လမ်းဖွင့်ပေးထားဆိုပြီးတော့ဖော်ပြသွားတယ်ဆိုလိုချင်တာကတော့မင်းတို့လာပြီးကမ်းလှမ်းမယ်ဆိုရင်တော့ Oliver King ကိုလာမယ့်နေရာဒီမှာရောင်းဖို့အစီအစဉ်ရှိရဲဆိုတဲ့သဘောမျိုးအားလုံးအတည်ပြလိုက်တာအဲဒါဆိုအရင်တုန်းကစိတ်ဝင်စားရှည်ရင်ဆွဲရှိတဲ့ကလပ်သင်းတွေဖြစ်တဲ့ဒါ Chelsea Arsenal Liverpool Manchester United တို့ကတော့ဒီဈေးကွက်ထဲမှာရှိနေသေးပဲဒါပေမဲ့အဲ့ဒီအသင်းတွေရဲ့နေရာဒီပလန်ကလည်းအသက်29နှစ်ရှိဖြစ်တဲ့အင်္ဂလန်သားကိုစိတ်ဝင်စားခြင်းမှာစိတ်ဝင်စားတော့မယ်လောလောဆယ်တော့ Aston Villa က အသက်ကြီးလိုက်ဖြစ်တဲ့ Oliver Green ကိုအယောင်စင်းတင်တော့မယ်ဆိုပြီးအားလုံးအသိပေးလိုက်တာဘလောက်ပမာဏနဲ့အယောင်စင်းတင်မလဲတော့မသိသေးဘူးလောဆယ်ဒီကစားမားတော့ Belarus စီမှာ2028ခုနှစ်တိစာချုပ်သက်တမ်းရှိသေးတယ်ဒါ Crystal Bailey ကို၃ခုပြည့်နဲ့ရှုပ်ပြီး FA Cup Semi ကနေထွက်ခွာပြီးနောက်ပိုင်းမှာဒီတင်းငါကျဲလောင်ထွက်လာပါဘောလေအဲဆိုတော့ အက်စတွန်ဗီလာတင်နဲ့ဒီယာတီမှာချန်ပီယံလိဝင်ဝင်ရပဲသူတို့ကတခုတည်းသောပြစ်မှတ်ဖြစ်သွားခဲ့ပြီပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းကိုပိုပြီးငယ်ရွယ်ဖို့အတွက်29နှစ်ရဲ့ကစားသမောက်သူတို့ရောင်းချဖို့ပြင်ဆင်နေအာဆီနီကတော့ကျွန်တော်ထင်တယ်ဒီပြိုင်ပွဲနဲ့ပြန်ဝင်မလာတော့တော့ဘူးသူတို့ကဗီတာယော့ဂရက်ဘတ်ဂျမင်ဆက်စကိုအဲ့လိုကစားသမားမျိုးတွေသူတို့ခေါ်တော့မှာဘာဖြစ်လို့29နှစ်သားကိုသွားခေါ်မှာလဲပြီးတော့ဦးနိုင်အမ်ဒီအသင်းစီကကစားသမားတူကိုသွားဝယ်တဲ့ခါကျရင်ကျွန်တော်တို့ဒီတန်ရာတန်ကြီးတစ်ပိုပြီးပေးရမှာလွယ်လွယ်နဲ့ရအောင်မရှိဘူးဘာကြောင့်လဲ ။ UNAI AMRI က Premier League 1-2ထဲကိုဝင်ဖို့အတွက်စ조사နေပြီးတော့သူ့အသင်းကိုသေချာတည်ဆောက်နေတာဖြစ်တဲ့အတွက်အနည်းဆုံးပြိုင်ဘက်တွေစီဟိုတော့သူ့ရဲ့ quality မြင့်ကစားသမားတွေကိုဈေးချူချူနဲ့ရောင်းပေးဖို့မရှိဘူးပေါ့လေ။အဲဆိုတော့2020တုန်းက Brentford အသင်းစီကနေ Euro 28တန်းနဲ့ပြောင်းလာခဲ့တဲ့ Oliver King ကအာဆင်နယ်မှာကစားကျင်လို့အချိန်ချင်းဝန်ခံထားခဲ့ပူးပေမဲ့အာဆင်နယ်နဲ့လက်ရှိချိန်ရောရေဆက်မပါဘူးလို့ပြောလို့ရတယ်။ဒီရာသီပွဲပေါင်း90ကျော်ကစားထားတယ်။ 39ပွဲတော့ပွဲထွက်ထားတယ်။အဲ့ဒီမှာ16ကိုသင်ပြီးတော့73လုံးဖိန်ထားပါတယ်။ပရီးမီးယားလိမှာ15ကိုချန်ပီယံလိမှာ2ကိုမနစ်ကတော့52ပွဲကစားထားတယ်24ကိုသွင်း14ကိုဖိန်ထားတယ်ရှစ်တနှစ်2020နဲ့2023ဘောလုံးရာသီမှာပွဲပေါင်း40 16ကိုသွင်းပြီးတော့ 6လုံးဖိုင်ထားတယ်ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်တော့အသက်ကတဖြည်းဖြည်းကြီးလာလာမှန်ပေမဲ့ Oli Watkins ဒီတရားသူကိုအနည်းဆုံးပွဲ50နဲ့50ကြာကစားနိုင်တဲ့ထိတ်တန်းတိုက်စစ်ကစားသမားဖြစ်ရှိနေသေးပဲအဲဆိုတော့အရန်အနေနဲ့ဝယ်မဲ့ဈေးတက်တာလေဆိုလို့ရှိရင်တော့ရောက်လာနိုင်ရှိတယ်ဒါပေမဲ့ strong ဖြစ်တယ် ထရက်တဲ့ browser မှာအနာဂတ်အတွက်9နှစ်6နှစ်တော့လှည့်ကြည့်ရမလို့တဲ့ထိတ်တန်းတိုက်စစ်ကစားသမား2ဝယ်မယ်ဆိုရင်တော့ Oliver King ကအာဆင်နယ်ရဲ့ရွေးချယ်စရာတစ်ခုဖြစ်ရှိလာမှာတော့မဟုတ်တော့ပါဘူး Transfer Market မှာ Euro 90တန်ကြီးရှိပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဈေးကွက်တန်ကြီးထက်တော့လျှော်ပြီးရဖို့မရှိတာဖြစ်တဲ့အတွက်ဒီသတင်းတွေကအခြားအသင်းတွေနီးတူအာဆင်နယ်နဲ့ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Fontat Arsenal ဖော်ပြထားတာဒါကတော့ကိုရီးယားတော်ပြီးစိတ်ဝင်စားတဲ့သတင်းမို့ကိုရီးအငှားချတဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ ဒီအသင်းစီကိုပြန်လာတော့မယ်ဆိုပြီးတော့သူတို့ကဖော်ပြထားပါဗောလေပွန်တန်အာဆင်နယ်ရဲ့ဖော်ပြထားချက်အရအာဆင်နယ်ကစပိန်လာလီဂါကလပ်စီဗီလာအသင်းစီကိုတရားသည့်အငှားချထားခဲ့တဲ့ဆမ်ပီလူကူညာကိုတော့ ြန်လည်လက်ခံရဖို့ရှိနေပါတယ်တဖက်ကသူတို့အငှားခေါ်သွားခဲ့တဲ့စီဗီလာအသင်းကဒီဇာမောက်ကိုသဘောမကျတာဖြစ်တဲ့အတွက်ယာတီကုံမှာအာဆီနယ်စီကိုပြန်လွှတ်မယ်လို့ကြားသိရတယ်။ဒါတို့ဆက်လက်ဒကုံကျောတန်ရာကြောင့်မေလာအစောပိုင်းထိဒန်ရာကြောင့်လက်လွတ်ထားရတယ်။ဒီကစားမလည်း injury player လို့ပြောလို့ရတယ်။အာဆီနယ်မှာရှိတော့လေအငှားတွေချတယ်။အငှားချတဲ့ကလပ်တွေနေမှာဒန်ရာတွေမကြခဏရရတယ်။အခုလည်းစီဗီလာမှာ အဆင်ပြေလောက်မှထင်ပြီးတော့ကျွန်တော်အငှားချခဲ့ပြီလေအခုလည်းဒဏ်ရာတွေကြောင့်နားနေရပြီးတော့အာဆင်နယ်စီကိုပြန်လာဖို့ရှိတယ်။ဒါပေမဲ့အာဆင်နယ်တွေထွက်ခွာချင်တယ်လို့ဝန်ခံထားပူးပြီးတော့အိုက်တရဲ့အနာဂတ်အစီအစဉ်မှာမရှိတာဖြစ်တဲ့အတွက်ဒီကစားသမားကိုအာဆင်နယ်တို့ကအယောင်ဆင်းတင်သွားဖို့ရှိနေပါတယ်။25လရဲ့ဘယ်လ်ဂျန်သားတော့2026ခုနှစ်တည်းအာဆင်နယ်ရဲ့စာချုပ်တက်တန်ရှိသေးတယ်။နှွေးမအယောင်ဆင်းတင်မယ်။သူ့ကိုစိတ်ဝင်စားတဲ့ကလပ်သေးတွေမှာဆိုတော့ကလပ်ဘရုဂေပြီးတော့အရင်ကအသင်းရောင်းဖြစ်တဲ့အန်ဒါလက်ပြီးတော့ချန်ပီယံရှစ်ကလပ်တွေ ဂျာမန်ဘွန်ဒလီကာကလပ်အချို့ကတော့ဒီဇာမနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေမိမယ်။ Transfer ကမှာ EU ကိုးတန်းပဲတင်ရှိရဒီဇာမကိုအာဆင်နယ်တို့ကဈေးအများကြီးရဖို့တော့ရှိမနေဘူးပေါ့လေ။တကယ်တော့ကျွန်တော်တို့ကြံခဲ့တဲ့ຫນွေဈေးကွက်တုန်းကစီဗီလာအသိန်းစီကိုဒီသားမအောင်အငှားချလိုက်တုန်းကလောက်ခလာသာကိုစီဗီလာအပြည့်ဝပေးရမယ်။ကြိုက်လို့ရှိရင်ယာတီကိုမှဝယ်ယူခွင့် UO 12တန်းမှာထည့်လိုက်တယ်။ဒါပေမဲ့ကစားသမားရဲ့လက်ရှိ performance ရောင်း injury ရနေအနေထားကြောင့်ဟောအာဆင်နယ်စီကိုပြန်အပ်ဖို့ရှိပြီးတော့သူတို့ရဲ့အပိသက်ဝယ်ခွင့်အသက်မသွင်းတော့ဘူးလို့ကြားသိရပါလေ။လာလီဂါ ပွဲပေါင်း20မှာ15ပွဲပွဲထပ်ထားတယ် နှစ်ကိုဖန်တီးပေးထားပါတယ်အဝါကတ်၄ကတ်ထိထားပြီးတော့2021တုန်းကအန်တလက်အသင်းစီကနေပြီးကျွန်တော်တို့ဒီစားမောက်ကို EU 18.5သန်းနဲ့ခေါ်ခဲ့တော့ကတော်တော်များလီးချက်ကြီးတွေကအာဆီနယ်မှာကိုက်ညီနိုင်တယ်အနာကကွင်းလက်ကစားမှဖြစ်နိုင်တယ်ဆိုပြီးထောက်ခံချက်နဲ့ကျွန်တော်တို့ဝေယူခဲ့တော့အများကြီးမျှော်လင့်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့စီမှာအသားမကျဘူးလို့ပဲပြောရမယ်။ဒီစားမောက်ကိုကျွန်တော်တို့ဝေခဲ့ပြီးနောက်ပိုင်းမှာတော့ခရစ်စတယ်ပဲလီကိုအငှားချတယ်ပြီးတော့လူတန်တောင်းကိုအငှားချတယ်အခုလည်းစီဗီလာအသင်းစီကိုအငှားချတာပြီးတော့သူပြန်လာခဲ့ပြီဆိုရင်အငှားချဖို့တဲ့ဆိုင်2026ခုနှစ်ထိကျန်တဲ့စာချုပ်အနေထ ားရဆိုရင်တော့ဈေးနှုန်းတရက်နဲ့ရောင်းချသွားဖို့ရှိနေပါတယ်ဒီစားမှာတော့ဒီရာဒီမှာ144ရက်ဒဏ်ကြောင့်နားထားရတယ်ကြံကြတဲ့နှစ်က136ရက်၈တနှစ်က၈ရက်နားထားပြီးတော့သူကရရောက်ချင်းရာဒီတုံးက16ရက်နားထားရတယ်ဗောလေဆိုတော့ဆမ်ဘီလိုကိုညာနေနဲ့လာမယ့်နွေရာသီမှာအာဆင်နယ်နဲ့ပြန်လည်ပူးပေါင်းရယ်ဆိုမဲ့လည်းချက်ချင်းအယောင်စင်းတင်သွားနိုင်ရရှိတဲ့ကစားသမားတွေကတယောက်ဖြစ်နေပါဗျာ တတိယမြောက်သတင်းပုဒ်ကတော့နီကိုလိုချီယာဖော်ပြထားပါဘို့လေဒါကတော့အီတလီစီးရီကလပ်လာစီယိုအသင်းကအာဆင်နယ်တို့ကနေပြီးတော့အငှားခေါ်ထားခဲ့တဲ့နူနိုထာဝါနဲ့နဲ့ပတ်သက်ပြီးတော့အပီးသက်ဝင်ဖို့စိတ်ဝင်စားနေတယ်တဲ့2029ခုနှစ်ဒီသူတို့ကစာရုပ်ချုပ်သွားဖို့ရှိတယ်ပြီးတော့ဒီကစားသမားကိုပြောင်းရောင်းတဲ့ခါကျရင်လည်းအာဆင်နယ်တို့ကဆင်းုံကောပတ်စနစ်တော်တော်မှန်ရမှာ20ရာခိုင်နှုန်းနဲ့40ရာခိုင်နှုန်းအတွင်းရမှာဒါကတော့ကိုယ့်စီကအငှား သွားဆော့ရင်းနဲ့တစ်ဖက်အသင်းရကြိုက်လို့ဝယ်ဖြစ်မဲ့ကစားသမားနဲ့ပတ်သက်ပြီးဖော်ပြပေးတာပေါ့လေအမှန်တကယ်တော့နူရိုတာဘတ်ကိုအာဆင်နယ်ကိုခေါ်ခဲ့တော့ကတော်တော်လေးဥမာမျောလင်းချက်ကြီးကြီးနဲ့ခေါ်ခဲ့တာဒါပေမဲ့လည်းအသင်းမှာအသားမကျဘူးကောင်းညစ်ပွဲဆိုဆွတ်ဆက်ကိုကောင်းတာယူနိုက်တက်ဘက်ကိုဂိုးသွင်းသွားခဲ့တဲ့ပွဲမျိုးတွေတစ်ခါကြလို့ရှိရင်ချက်ချင်းထည့်ပြီးချက်ချင်းပြန်ထုတ်ခဲ့ရတဲ့ Northern Force နဲ့ FA ကလာမသိကျွန်တော်သိမှတ်မှတ်ပြီးတော့အဲ့လိုပွဲမျိုးတွေလည်းရှိတယ်အဲ့တော့ဒီကစားသမားကမန်တယ်ပိုင်းကတော်တော်လေးအားနေတယ် quality ကတော့ရှိပါတယ်ဒါပေမဲ့သူ့ကိုတေးချကင်တွေနိုင်တဲ့နီးပြတဲ့မဟုတ်လို့ရှိရင်တော့မန်တယ်ပိုင်းက ော်တော်လေးကိုအဖိတ်စင်များတဲ့ player လို့ပြောလို့ရတယ်။အားနည်းချက်ပေါင်းများစွာနဲ့ပေါ့လေ။အဲဆို25နှစ်ရဲ့ပေါ်တူဂီသားကိုတော့သူတို့ရဲ့အငှားစာချုပ်ပါအချက်လျက်ပေါင်၈သန်းနဲ့လိုအပ်ရင်ဝယ်လို့ရတယ်ဆိုတဲ့အချက်ရဲ့ပြီးတော့ဆင်းုံကော့ယာကိုင်တို့တချို့ရမှာရဲ့ transfer market မှာ euro 25သန်းတန်ကြီးရှိမယ်ဒီစားမောက်ပေါင်၈သန်းလောက်နဲ့ရောင်းချလိုက်ရင်ဒါအောင်မြင်တယ်ပြောလို့ရတယ်။သူ့ကိုကျွန်တော်တို့ဒီခေါ်ငယ်တုန်းကဆိုလို့ရှိရင်တော့ ဒါ Euro 8တန်းနဲ့ Benfica အသင်းစီရီ2021တုန်းကခေါ်ခဲ့တာဒီရသည် Serie A 28ပွဲမှာ24ပွဲဝင်ကစားထားတယ်ကိုလုံးဖန်တီးထားရပေါ့လေအဲ့တော့ဒီကစားမောက်အာဆင်နယ်ရောက်လာပြီးနောက်ပိုင်းမှာ Marseille Nottingham Forest အခု Lazio ဒါပေမဲ့ Lazio နဲ့ကန်ဆက်သွားပြီးတော့ဟိုကဝယ်သွားမယ်ဆိုရင်တော့ Arsenal အနေနဲ့ငွေပေါ်ဖို့တော့ရှိနေပါတယ် Arsenal ရောက်လာမယ်ဆိုရင်လည်းကစားဝင်တနေရာမရှိဘူးဘာလို့ဆိုတော့သူစောတဲ့ဒီလက်ပတ် position မှာအခုတော့မှလူတွေကတပြိုကြီးပဲသူ့ထက်အများကြီးကောင်းတဲ့ဇင်ချန်ကိုတို့ကာလာဖီယိုရီတောင်မှ ဒါလူးစ်ကယ်လီယံနောက်မှရောက်နေကြတာဖြစ်တဲ့အတွက်ဒီစားမှတော့အာဆင်နယ်ဒီပြန်ရောက်မယ်ဆိုလဲချက်ချင်းရောင်းခံမှုရှိလို့လာဇီယိုကဝယ်မယ်ဆိုရင်လည်းအာဆင်နယ်တို့ကဈေးမစစ်ပဲလက်ခံသွားဖို့ရရှိနေပါတယ်ဒီစီဇန်လေးကိုဒီကဝန်ကြီးပန်ဝေးတဲ့ရှူဘောလုံးအွန်လိုင်းအေဂျင့်ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ဘာပြောဖို့မှတုံညာကို6939636လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်။ Ivercoach Sport Internet 9လုံးမြစ်တူကိုကစားလို့ရနေပြီဖြစ်ပါတယ်။ ဒီညကမဲ့အမျိုးသမီးအသင်းပွဲစီကတော့တကယ်ကြည်ကောင်းမဲ့ပွဲပဲအဲ့ဒါကတော့ UEFA Women Champion League ပွဲစဉ်ပေါ့လေဒုတိယအကြော့ပထမအကြော့တော့ကျွန်တော်တို့အိမ်ကွင်းမှာအဲ့ခန့်ကစားတော့ငါတကိုးနှစ်ကိုးနဲ့ Lion အမျိုးသမီးအသင်းကိုရှုံးခဲ့တယ်အခုတော့ပြင်သစ်မြေမှာသွားပြီးကစားရမယ်အကယ်၍များဒီပွဲစဉ်မှာကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ဘောလူပွဲကိုတက်သွားခဲ့မှာဒါကတော့ Champion League Semi Final ပွဲစဉ်ပေါ့လေတစ်ဖက်ကအသင်းကလည်း Lion အမျိုးသမီးအသင်းရတယ်ဒီ Champion League ပြိုင်ပွဲမှာဆိုတော်တော်လေးကိုအချိန်ဝါကြီးမားတဲ့အသင်းလို့ပြောလို့ရတယ်လွယ်လွယ်နဲ့ကျွန်တော်နိုင်ပွဲရတော့မရှိဘူးဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲမှာသူတို့ဒီ၈ကြိမ်အထိပိုဆွဲထားတယ်။အခုနောက်ဆုံး၂ကြိမ်ဆက်ပိုဆွဲထားတာကဘာစီလိုနာအမျိုးသမီးအသင်း။တစ်ဖက်ကလည်းဘာစီလိုနာအမျိုးသမီးအသင်းကချယ်ဆီအမျိုးသမီးအသင်းကို၄ဂိုးတကိုးနဲ့ဂိုးပြတ်နိုင်ထားပြီးတော့ဒုတိယအကြိမ်မှာအေးဆေးထိန်းကန်သွားတဲ့သူတို့ကနောက်တစ်ဆင့်တက်မှာ။အဲဒါဆိုလိုင်းယုံကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့ရင် ်နှစ်ရာသီဆက်ဘိုးဆွဲထားခဲ့တဲ့ဘာစီလိုနာနဲ့ဘိုလီဝဲမှာထပ်ပြီးတွေ့မယ်။အရေးကြီးတာတော့အာဆင်နယ်မျိုးသမီးအသင်းကလိုင်ယွန်အသင်းကိုကြော်ဖြတ်ဖို့အတွက်ဆိုလုံလောက်တဲ့စတာမီနာရှိတယ်လို့ကျွန်တော်ထင်တယ်။ခက်ခဲတဲ့ပြိုင်ဘက်ပါ။ဒါပေမဲ့ဒီပြိုင်ဘက်မှာသူတို့ကသဘာနဲ့ဝါနဲ့ဆော့ပါတယ်။ပထမကျွန်တော်တို့ရဲ့ဒီအိမ်ကွင်းမှာလိုင်ယွန်မျိုးသမီးအသင်းကိုအခက်ကစားတော့ကကန်ချက်တွေကပေးပို့မှုတွေကပိုဇီရှင်ရတွေကိုအာဆင်နယ်မျိုးသမီးအသင်းကတာတယ်။ဒါပေမဲ့တကယ် efficient ဖြစ်ပြီးပိုက်ထဲကိုဂိုးရိုက်ထည့်နိုင်တဲ့အပိုင်းမှာတော့လိုင်ယွန်မျိုးသမီးအသင်းကအသာရပြီးအနိုင်ရသွားခဲ့တာ။အဲ့ဒီပွဲစဉ်မှာဆိုရင်အာဆင်နယ်မျိုးသမီးအသင်းကဘောလုံးပိုင်ဆိုင်မှု58ရာခိုင်နှုန်း တစ်ဖက်က42ရာခိုင်နှုန်းပဲရှိတယ်။ဂိုးပေါက်73ချိန်ကန်တယ်၊၄ချိန်ဂိုးပေါက်တည့်တယ်။တစ်ဖက်ကလိုင်ယွန်မျိုးသမီးတင်းက10ချိန်ပဲကန်ဝင်ရရင်ပဲဂိုးပေါက်၄ချိန်အထိတည့်ခဲ့တယ်။ Big Chan Create တစ်ဖက်ကို3ချိန်စီဖန်တီးနိုင်ခဲ့တယ်။ပေးပို့မှုတိကျတာကအာဆင်နယ်က352ချိန်ဘောလုံးပေးပို့ပြီးတော့တစ်ဖက်က252ချိန်အချက်လက်တွေကြည့်ရင်တော့အရင်မကွာဘူး။ဒါပေမဲ့အမျိုးသမီးအသင်းကဒီထက်ပိုပြီးတော့ကောင်းကောင်းလုပ်နိုင်ခဲ့ရင်တော့ လိုင်ယွန်မျိုးသင်းကိုနိုင်ခဲ့ရမှာဒါပေမဲ့အခုဒုတိယအကြော့ပြင်သစ်မြင်မှာတော့အာဆင်နယ်မျိုးသမီးအသင်းနီးပြရီနေဆလန်ကတော့အနိုင်ရအောင်စူးစမ်းပြီးကန်သွားမယ်တစ်ဖက်အသင်းရဲ့လေးစားမှုအပြည့်အဝရှိရဆိုပြီးတော့ပွဲကြိုအင်တာဗျူးမှာဖြေကြားထားပါတယ်အဲ့တော့ဒီပြိုင်ပွဲမှာတော့ကျွန်တော်တို့က quarter final အဆင့်မှာဆိုရင် real ကိုနှစ်ကျော်ပေါင်း3ခု2ခုနဲ့ခံပတ်အနိုင်ယူပြီးတက်လာခဲ့တယ်တစ်ဖက်ကဒီလိုင်ယွန်ကလည်းဘိုင်ယန်ကိုနှစ်ကျော်ပေါင်း6ခု2ခုနဲ့အနိုင်ယူပြီးတက်လာခဲ့ပြီးတော့ quarter final ကျိုးတက်လာကြတော့ယူကို3600ရတယ် ဒါသူတို့ရဲ့စုကြီးပေါ့လေစင်ကြီးဖိုင်နယ်ကိုဒါကျွန်တော်အနိုင်ယူပြီးတက်နိုင်ခဲ့မယ်ဆိုယူ3800ရပါဘောလူဘက်မှာဒုတိယရရင်ယူ2သိန်းဘောလူဘက်မှာချန်ပီယံဖြစ်ရင်ယူ3သိန်းခွဲထိရမှာပေါ့လေဒီပြိုင်ပွဲစုကြီးပုံစံမျိုးမမေ့နဲ့နော်ဒီညမှာအာဆင်နယ်မျိုးသမီးအသင်းကမြန်မာဆန်တို့ချင်း10နာရီခွဲမှာကံပါပါအဲ့ဒါ YouTube မှာသွားပြီးကြည့်လို့ရတယ်ကျွန်တော်ဒီဘန်နာလေးမှာဒါ YouTube မှာပြတဲ့ channel လေးကိုတင်ထားပေးပါမယ်အဲ့မှာသွားကြည့်လို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်